်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တရုတ်ကြားကွက်ထဲကလာရှုံမျိုးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်သူကတော့စကားစပဲအုပ်ချုပ်သည်ဖြစ်စေကိုကန့်တက်ပေးအုပ်ချုပ်သည်ဖြစ်စေကြိုက်တဲ့သူအုပ်ချုပ်ပါစေပြည်သူကတော့အုပ်ချုပ်တဲ့လူတွေပြည်သူအပေါ်မြတ်မြတ်တတဖြစ်ဖို့ပဲလူကျင်နေဘသူလာအုပ်ချုပ်ပါဘသူမှမအုပ်ချုပ်နယ်လို့လည်းပြောပိုင်권မရှိဘူးလက်ရက်ခေါ်လို့လည်းမရဘူးလို့လာရှုံမျိုးတင်တိုက်ပွဲအတွင်းစစ်ပေးဆောင်ဖြစ်ခဲ့ရတဲ့ဆိုင်းလူကစိတ်ပြတ်ညွန်ငယ်စွာပြောပါတယ်တကြံကာလပြီးမြန်မာနိုင်ငံတရဖြစ် စ်တဲ့ AP 19ရက်ကစလို့ကိုကန်တက်ဖွင့် MND ထိန်းချုပ်ခဲ့တဲ့လားရှုမျိုးပေါ်ကိုတရုတ်စိုးရကိုယ်စားလှယ်တွေလိုက်ပါလေစစ်ကောင်စီထိပ်ပန်းရရှိတချို့ရောက်ရှိလာပါတယ်တရုတ်ပြည်အကြောင်းတကြံရက်ပြီးမြန်မာနိုင်ငံတရားနေဖြစ်တဲ့ AP 19ရက်နေ့ထိလားရှုမျိုးပေါ်မှာ MND တက်ဖွဲ့ဝင်တွေကိုတက်ဆုတ်ခွာဖို့အချိန်ပေးထားကြောင်းသတင်းထွက်ပေါ်လာတဲ့အတိုင်းမှန်တကယ်ဖြစ်လာနေပါတယ် ။ဧပြီလ16ရက်မှာစစ်ကောင်စီအရာရှိတချို့နဲ့တရုတ်အစိုးရကိုယ်စားလှယ်တွေကိုတင်ဆောင်လာတဲ့ရဟတ်ရင်နှစင်ကလာရှိုးလီစိတ်ကိုကိုကန့်တက်သိမ်းပိုက်ခဲ့တဲ့ဆယ်လနီးပါးအချိန်တွင်ပထမအဆုံးချိန်ဆင်းသက်ခဲ့ပါရယ်။လာရှိုးမျိုးကိုစစ်ကောင်စီအရာရှိနဲ့တူလိုက်ပါလာတဲ့တရုတ်ကိုယ်စားလှယ်များနဲ့ဖေချင်းအစိုးရရဲ့အာရှအင်းရတူကိုယ်စားလှယ်မစ္စတာတင်ရှိချင်းကိုရိုင်းလိုက်ပါခဲ့ပြီး MNDA ထိန်းချုပ်ထားတဲ့လာရှိုးမျိုးကိုစစ်ကောင်စီလက်ထက်ပြန်လွှဲအပ်ရင်းဥဆောင်ဥရွက်ပြုသွားမယ်လို့ဆိုပါရယ်။တင်ရှိချင်းကလည်းလာရှိုးရောက်နေတဲ့စကားစားဖက်ကတိုင်းစစ်ဦး စည်းချုပ်လည်းရောက်နေရဲစာရဖတ်တမှုတွေလည်းရောက်နေရဲ21ရက်နေ့ကျရင်တရုတ်မှာကိုကန်နဲ့သွားဆွေးနွေးခဲ့တဲ့ဗိုလ်ချုပ်ကိုကိုရောက်လာမယ်လို့ပြောတယ်အစည်းအဝေးပြီးမှပဲတင်ရှိခြင်းကတရုတ်ပြည်ပြောင်းမဲ့သဘောရှိတယ်လို့လာရှိုးမျိုးမှစီးရီးတဲ့အရင်မြင်တဲ့ဦးကပြောပါတယ်အေပီလာ19ရက်မှစပြီးလာရှိုးမျိုးရက်ကွက်နေရှိစင်နဂါဟိုတယ်မှာစစ်ကောင်စီတပ်မှအရာရှိတချို့ကတရုတ်အစိုးရကိုယ်စားလှယ်များကိုကန်တပ်ဖွဲ့ MND တို့နဲ့တောင်းပွင့်ဆိုင်စီဝေးပြုလုပ်နေပြီး၎င်းဟိုတယ်အနီးတစ်ဝိုက်ကိုကိုကန်တပ်မှလုံခြုံရေးထူထပ်စွာခြားထားတယ်လို့ဒေသခံ ီကပြောပါတယ်အဲဒီနောက်အေမီလာ၁၈ရက်မနက်ပိုင်းမှာမိုင်းရဲမျိုးကိုကြိုတင်ရောက်ရှိနေတဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုကိုကန့်တပ်ဖွဲ့ကနန်းပေါင်မှာတဆဲတွားရောက်ကြိုဆိုခဲ့ပြီးလမ်းကြောင်းတစ်လျှောက်လုံခြုံရေးရှုပေးခဲ့ပါတယ်။စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေကြမယ့်အထွေထွေအုပ်ချုပ်ရေးမြို့နယ်ဦးစီးမှုလူဝင်မှုကြီးကြပ်ရေးလောင်းဝကနဲ့စစ်ဘက်ရင်ရောင် လုံချုံရေးဆိုင်းရဖားတို့အားလုံးကိုအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခရဲ့တိုင်းစင်ဦးစီးချုပ်ကဦးဆောင်ပြီးအရဝင်းနဲ့သာလာရှုမြို့နယ်ကိုဝင်ရောက်ခဲ့ပြီးအရေးအတွက်အားဖြင့်ဘလောက်ရောက်လာတယ်ဆိုတာအတိအကျမသိရသေးဘူးလို့ဆိုပါတယ်။ဒူးချမိုးကတော့အရင်ကြီးမရှိဘူးသူတို့စစ်ကောင်စီပြန်ဝင်လာမယ်ဆိုတာတည်ထားပြီးသားကိစ္စပဲ။၁၉ရက်နေ့ကစပြီးတော့စစ်တပ်ဝင်လာမယ်လမ်းကြောင်းတွေကိုကိုကံဘက်ကလမ်းပိတ်ပြီးတော့စစ်ဆေးတာလုပ်လာတယ်။တခြားတတိယဖွဲ့တစ်ခုခုကတိုက်ခိုက်မှာစိုးရိမ်လို့လည်းပါမှာပေါ့လို့လာရှုမြို့ဒေသခံဆိုင်လူကပြောပါတယ်။အလားတူ စစ်ကောင်စီနဲ့ကိုကန့်တက်တွင်ရဲ့လှုပ်ရှားမှုကိုကြီးကြပ်ဆောင်ကြည့်ဖို့တရုတ်ဘက်ကလာရှုံမြို့ပေါ်မှာကောင်စစ်ဝင်ယုံဓမ္မမုံကုံသွင်းယုံဖွင့်လှစ်ပြီးကိုကန့်တက်ကလည်းမြို့ပေါ်မှာဆက်ဆံယုံခြေဆိုင်ထားမယ်လို့ဝိုင်းရင်တော်လိုင်းရဲဘော်တအုပ်ကပြောပါတယ်။ စစ်တပ်နဲ့ကိုကတက်ကိုကြားချဖို့တရုတ်ကလာရှုံးမှာကုံသွင်းရုံလိုမျိုးဖွင့်မဲ့သဘောရှိရဲစစ်တပ်ကလည်းဒါဟုသဘောတူပေမဲ့အခြေအနေရှိတဲ့တရုတ်ရှိနေရင်တော့နှစ်ဖက်စလုံးသဘောတူထားတဲ့အချက်တွေမလိုက်နာခြင်းနဲ့လိုက်နာမဲ့သဘောဖြစ်သွားမယ်လို့ဝိုင်းရင်တော်လိုင်းရဲ့ရဲဘော်ကဆိုပါတယ်။ MND ထိန်းချုပ်ထားတဲ့လာရှုံးမျိုးကိုစစ်ကောင်စီတန်းပြန်လဲအနိုင်ရင်တရုတ်ထူးကိုစလဲမစ္စတာတင်ရှိချင်းကိုတိုင်လာရောက်စီမံနေတော့လဲသက်ဆိုင်ရာဘတ်တီတီမှာတရားဝင်သတင်းထုတ်ပြန်ပြောဆိုခြင်းတော့မရှိသေးပါဘူး။ဒါအပြင်အေပီလ19ရက်နေ့မှာလာ ရှုံးမြို့ပေါ်ကိုတရုတ်နိုင်ငံအလံနဲ့ဖြစ်ခတ်ရစဲမှုစောင့်ကြည့်ရင်ဖွဲ့ဆိုပြီးတရုတ်နဲ့မြန်မာစာတမ်းရေးထိုးထားတဲ့ကားစီးရေ30ခန်း၊ရှင်တန်းနဲ့ချင်းရွှေဟော်ကုန်းလုံလံပိုင်းမှာတစင်ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ကိုကန့်တက်လို့တရုတ်ရဲ့ဂျောင်းဝင်စီစံမှုနဲ့ကုမင်းမြို့မှာဇန်နဝါရီ16ရက်နေ့ကတရုတ်ဝင်အဖြစ်ခတ်ရစဲသဘောတူညီချက်ရရှိခဲ့ပြီးရဲ့နောက်လာရှုံးမြို့ကနေကိုကန့်တက်ပြန်လည်ဆုတ်ခွာဖို့ဖြစ်လာခဲ့ပါတယ်။ဇွန်လမတိုင်ခင်ကိုကန့်တက်တွေအတုံးလိုက်ဆုတ်ခွာရမယ်လို့ကနအူးသတင်းထွက်ပေါ်လာခဲ့ပြီးမြန်မာတွင်စစ်က ောင်စီနဲ့ကိုကန့်တက်တွေတရုတ်နိုင်ငံကုမင်းမြို့မှာထပ်မံတွေ့ဆုံခင်းစဉ်တကြံ BAB လာမကုန်ခင်တက်ဆုတ်ခွာဖို့ဖြစ်လာပြီးအခုအခါလာရှိုးမျိုးအလွယ်ပြောင်းကိုကြီးကြပ်ဖို့တရုတ်ရဲ့ပြစ်ခတ်ရင်ဆိုင်မှုစောင့်ကြည့်ရေးဖွဲ့ပါဝင်ရောက်လာခဲ့ပါတယ်။ ဘောကန်တပ်ဖွဲ့ MNDA မှာသူထိန်းချုပ်ထားတဲ့လာရှုံမျိုးကိုတရုတ်ပြည်အားကြောင့်စစ်ကောင်စီတပ်ပြန်လည်လွှဲပြောင်းခဲ့ရတဲ့အပေါ်သတင်းဌာနကတရုတ်နိုင်ငံကြိုင်ဝင်စည်းဌာနကိုမိမြန်ရာတရုတ်နိုင်ငံအနေနဲ့မြန်မာပြည်မှာနိုင်ငံရေးပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်ပြန်စဖို့မိတ်ဆွေအနေနဲ့သာအကြံပြုပေးနေတာဖြစ်တယ်လို့ AP လ22ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြန်လည်ဖြေကြားခဲ့ပါတယ်။လာရှုံကတော့စစ်ကောင်စီအတွက်ကိုပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသတစ်ခုလို့ပေါ့။အရင်တုန်းကအတူနေတဲ့တိုင်းရင်းသားတွေကိုသွေးခွဲကြတဲ့အထူးဒေသဆိုပြီးသူကနေမြင်လိုက်သတ်မှတ်ပေးတာ။အခုကျတော့ တော့သူ့အတွက်ပေါက်ဖော်ခြင်းကအထူးတေတာပြန်သတ်မှတ်ပေးတာပေါ့အဲ့ဒါတော့ကြာကြာနေနိုင်ပါမလားလို့စီရေးလေးလာသူတောင်ကသုံးသက်ပြောဆိုပါတယ်လာရှုမျိုးပေါ်ရက်ကွက်စနက်ခုကိုစစ်ကောင်စီကပြန်လည်ဝင်ရောက်ပြီးအုပ်ချုပ်ရင်းရန်တရားလည်ပတ်မှာဖြစ်ပြီးကိုကန့်တပ်ဖွဲ့နဲ့မြို့နယ်နှစ်မိုင်ကွာဝေးမှာဆက်လက်တပ်ဆွဲကမြို့ကိုဝန်းရံလျက်ဘေးပတ်ဝန်းကျင်ရှိခြင်းရွာတွေကိုထိန်းချုပ်ထားမယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီလောက်ခံဌာနဆိုင်ရာဝန်ထမ်းများအနေနဲ့မူလရုံးနေရာတွေမှာပုံမှန်လို့ရုံးတက်လုံးလောက်ရမယ်လို့သိရပါပြီးအင်အားကန့်သတ်ခံရ မယ်အနေထားရှိရဲ့စစ်ကောင်စီတပ်အတွက်ဘယ်နေရာမှာတက်စကန်ချမယ်ဆိုတာကိုတော့မသိရသေးပါဘူးဌာနဆိုင်ရာကတော့ငကိုမူလာရုံနေရာပဲပြန်ဝင်လိမ့်မယ်စစ်တပ်ကတော့ဘယ်နေရာနေမလဲမပြောတတ်ဘူးတယောက်မှတော့စစ်ဝတ်စုံနဲ့လက်နက်ဝင်လာတာမျိုးနဲ့မရှိဘူးအကုန်လုံးအရက်ဝတ်နဲ့ပဲစစ်တပ်အရင်နေရာကတော့အကုန်ပြည့်စည်သွားတော့ပြန်နေလို့မရတော့ဘူးလို့လာရှုမြို့ဒေသခံကပြောပါတယ် အေပီလာ22ရက်မနက်ပိုင်းမှာတော့စစ်ကောင်စီ MNDA နဲ့တရုတ်ထူးကိုယ်စားလှယ်တို့ရဲ့၃ပွင့်ဆိုင်ဆွေးနွေးမှုရလအဖြစ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခါမှာစစ်ကား120ကျော်အင်စီကားငယ်100နီးပါးစုစုပေါင်းကားစီးရင်200ကျော်ပါစီးရင်တန်းကမြန်မာနိုင်ငံတော်အလံနဲ့ရမခနေဝန်ဒီအလံတို့လွှင့်ထူကလာရှုံးမြို့နယ်စစ်ကောင်စီတပ်သားများပြန်လည်ဝင်ရောက်လာခဲ့ပါတယ်စစ်ကောင်စီတပ်ကသူ့အတွက်သမိုင်းဝင်အရှင်ရစရာဆုံးရှုံးခဲ့ရတဲ့ရမခဌာနချုပ်ကိုတန်ရန်မြို့နယ်မန်ပတ်အခြေဆိုင်အမှတ်၈တန်းမြင့်လေးကျင်းအကြောင်းမှာယာယီဌာန ချုပ်ဖွင့်လှစ်ထားခဲ့ပြီးအဲဒီကတဆင်းစင်ရင်တန်းနဲ့လာရှုမျိုးနဲ့တရုတ်ကူညီနဲ့ပြန်ဝင်လာနိုင်တာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတော့လာရှုမျိုးမှတိုင်းညီအတွက်အေဒီတရားမှာကိုကန့်တပ်ဖွဲ့ကင်းတန်းများဆောက်လုပ်ကအသွားလာစစ်ဆီးနေပြီးမြို့ပေါ်အထင်ကရနေရာတွေမှာစိုက်ထူထားတဲ့ MNDA လန်နဲ့အထူးဒေသတဲ့အလန်တွေကိုပြန်လည်ဖြုတ်သိမ်းခဲ့ပါတယ်။ဟိုဘိတ်ဘတ်သွားတာအေဒီတရားနာမှာကိုကန့်တပ်တွေစစ်တဲ့ကားရင်းကပစ္စည်းတွေလည်းစစ်တဲ့အေဒီတရားကစားဟိုဘတ်ပိတ်ချံကသူတို့နဲ့ဆိုင်နာတဲ့ဟိုဘတ်မြို့ပြင်ကိုလည်းမေဟန်ကနေစမယ်ထင်တယ်။အ AD တရားစစ်တာလဲဟိုလိုကြီးမဟုတ်ဘူးဒီတိုင်းတာဝန်ရစစ်တာပါပဲပတ်စံမတောင်းဘူးလို့ကလေးချောင်းချို့ဖို့လုံနေတယ်ပြည်သူတောက်ကပြောပါတယ်လာရှုမြို့မှာတရုတ်ကိုယ်စားလှယ်ဖွဲ့များရောက်ရှိနေစဉ် AP 20ရက်မှာမိုင်းပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးအတန်ကျေလောင်ခြင်းကြောင့်ဒေသခံများထိတ်လန့်ခဲ့ရပါတယ် MNDA လာရှုမြို့စီးအုပ်ချုပ်မှုကော်မတီနဲ့ရှင်းလာကြောင်းကြောင့်အုပ်ချုပ်ရေးလုံခြုံရေးပိုင်းလက်တွဲလုပ်ခဲ့ကြတဲ့သူတွေကတချို့တဝက်က MNDA ထိန်းချုပ်လောက်ကိုင်းတဲ့တိန်းညီမျိုးဘက်ကိုပြောင်းရွှေ့သွားကြပြီးတချို့လည်းမတိန်ရှောင်ပဲမြို့ပေါ်မှာပါရှိနေတယ်လို့ပြော ပါတယ် စစ်ကောင်စီအနေနဲ့လာရှုံမြို့နယ်ကိုတင်းပြေကြပြေမဝင်ရောက်သေးပဲလာရှုံမြို့ညက်ကွက်ငါရှိဆိုင်ကပွဲစားတဲ့ဘက်မှာတိုင်းတားလက်နက်ကင်တပ်ဖွဲ့မှစက်ကြီးခောက်ဖို့ပြောဆိုလာပြီးအစည်းအဝေးခေါ်ယူခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီရောမဝင်လာသေးခင်စက်ကြီးခောက်ဖို့စာရောက်နေပြီးရက်ကွက်ငါဆိုင်ကပွဲစားတဲ့ဘက်မန်ကောင်းဘက်မှအစည်းအဝေးခေါ်တယ်ဒီလိုကထက်ရှိအောင်မယ်ပြည်သူစစ်တွေလည်းထပ်ဝင်လာအောင်မယ်စစ်တပ်ဝင်လာရင်လည်းလာရှုံလဲမှုဆဲလို့ပဲဖြစ်သွားမယ်လုံခြုံရေးမရှိဘဲနဲ့ခိုးဆိုးလူနိုင်ပူပေါ်လာမယ်လို့လာရှုံထေတာကန်ကပြောပါတယ်။အေပီလာစံပိုင်းကလာရှုံ မြို့မှာ MND တက်ဆုပ်ဖို့ပြင်ဆင်နေစဉ်စေယုံစာတင်ကြောင်းနဲ့ဌာနဆိုင်ရာရုံတင်ပစ္စည်းတွေကိုအားလုံးနီးပါးကားတင်ပြောင်းရွှေ့သွားခဲ့ပါတယ်။ဒါကြောင့်မြို့နေပြည်သူများမှာနာမကျန်းဖြစ်ပါကစံမိုင်းဆောင်ရှာမှုရဖို့အတွက်အခက်ခဲဖြစ်လျက်ရှိပြီးရက်ွက်အတွင်းနီးဆိုင်ရာစည်းကမ်းတွေကိုသာတွားရောက်ပြသခဲ့ရပြီးစစ်ကောင်စီဘက်ကစေယုံအောင်ရောက်ရှိနေတော့လဲလာရှုစေယုံကြီးပြတ်ဖွင့်နိုင်မယ့်အခြေအနေကိုတော့မသိရသေးပါဘူး။ရက်ွက်တဲကစည်းကမ်းလေးတွေပဲရှိရဲတာမန်ဖျားနာလာဆိုရင်စီးတစ်ချောင်း1000 2000ဝင်းကျင်ကုန်နေစေယုံအောင်ကြီးပြန်လာပြီလို့ကြားပေမဲ့ပစ္စည်းတွေ တွေကကိုကံပတ်တန်သွားတယ်ဆိုတော့ဘာနဲ့စင်ရင်ဖွင့်ကြမလဲတချို့လည်းအလုတ်ထွက်ကုန်ကြပြီလို့ပြောပါတယ်။လာရှိုမျိုးပြန်လဲအနိုင်ရေးအတွက်စစ်ကောင်စီ MNDA နဲ့တရုတ်ကိုယ်စားလှယ်တို့ AB 22ရက်နေ့တိတောင်းပွင့်ဆိုင်စီဝေဆက်ရှိနေပြီ။ ။ဆွေးနွေးမှုရလဒ်တွေကိုအများပြည်သူတွေကိုထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေပေဟီလီပု္ပ္ပစာဖြင့်ရှုပ်ထွေးနေဆဲဖြစ်ပါရယ်။ပြည်သူတွေကိုအတိပေးရှင်းလင်းတာဘယ်အဖွဲ့မှမရှိဘူး။လာရှိုမျိုးကတရုတ်ကလပန်ထိုးတာခံနေရတဲ့အဖြစ်တိုင်းရှိုးတက်ပြီးလှုပ်ချင်တာလှုပ်သွားကြတာပြည်သူတွေကိုသူတို့ကစားစရာလိုသဘောထားနေတာလို့ပြောပြပါရယ်။တရုတ်ပြည်အားကြောင့်စစ်ကောင်စီရဲ့လေကြောင်းအနေနဲ့စိုးရိမ်မှုတွေကြောင့်ကိုကန်တက်ကလာရှိုမျိုးကနေဆက်ခွာတာမျိုးပြောဆိုမှုတွေကြောင့်တရုတ်နိုင်ငံသားဝင်ကြီးဝန်ကြီးပြောကြားထားတဲ့မြန်မာနိုင်ငံအတွက်စီးသုံးစီးကိုတရုတ်ကိုယ်တိုင်ပဲချိုးဖောက်လာခဲ့ သလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးခင်မှာပြည်သူတွေအတွက်တာဝန်ခံမဲ့သူမရှိပဲလာရှုမျိုးကြီးကတရုတ်ရဲ့ကြားကွက်ကစားပွဲမှာတတ်တတ်ထိုးကျွေးခံရုံသာဖြစ်ခဲ့တယ်လို့စောင်းမမရေးသားထားတာကို တင်ဆက်ပေးလိုက်ရပါရဲ့ရှင်။